Hello what's up guys မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ဒီသားရဲ့မင်္ဂလာဆောင်ပွဲပေါ်တော့ခင်မင်းလို့မောက်ထောက်ခံရတဲ့အဖေတယောက်ရဲ့ကျင်တွင်းခံစားချက်လေးပေါ့ဗျာနော်ဒီဟာလေးကိုနားထောင်ကြအောင် Okay let's go အဖိုးကြီးခပြရတဲ့ကျုံနဲ့ဘာမှမဆိုင်တော့ဘာမှမပတ်သက်ဟာရင်းနဲ့ပါတကယ်စုတ်သွားတာတော့တမိတယ် တန်တဲ့ချိန်တွေလာပါလားတဲ့ဟုတ်ပြီတဲ့ကျုပ်မြင်လာတော့နဲ့တိုက်လာတာတော့သားရမင်္ဂလာဆွေးတော့တာများနော်တွေ့ဟုတ်တယ်သမီးဟုတ်တယ်တွေ့ကြည့်သမီးတို့မင်္ဂလာဆွေးတော့လည်းအဖေမရောက်ခဲ့ဘူးอืมเนาะမန်တက်ထရနေပြီးတော့အအတင်းဆွဲပြီးတော့မန်တက်ထရနေဟောလို့ကိုဆွဲပေါ်ပြီးတော့အဲ့ဒါအဲ့ဒါကောင်းတင်တင်လာပြီကွယ်อืม ဟောနာမည်ကလည်းဝေးပါတယ်နာမည်ကပြီးပါမျက်နာလေးမြင်လိုက်လို့ရှိဘာကသာတာဟောဟောရှင်ကြီးရရှင်လိုက်တော့အဲ့တော့မင်းကဟာဒီရတာလေးဟာရအဖေမလို့လာတော့ဘာလို့လာတော့အင်းဒီအလောက်မှတ်ရိုင်းမယ်လို့တော့ခုလည်းမတွေးထားဘူးလေဟုတ်လား ဖေလည်းတွေးရှင်နေဆိုတော့ဟုတ်ပြီတာကတော့သူ့သားရပုံကတော့ဒီပုံနဲ့တူပါတယ်ဗျာနော်ဒီပုံကသူ့သားရပုံတော်တော်လေးဘူးနော်သူကအဖေကိုအဲ့ဒီရဲ့ပတ်ဝန်းကျင်မှာမရှာပေးအောင်သူ့ရဲ့ပတ်ဝန်းကျင်အောင်ဘလောက်တိတ်ခတရားရင်းနဲ့ဘလောက်ရအစင်ရှိနေလို့တော့ဟာအဲ့လိုမှန်ဒီမလွတ်ပါဘူးခင်ဗျာမပြောင်းဘူး ်လားစကားများချင်အေးဟဲ့ကောင်ငါမင်းနဲ့စကားများအောင်လာတာမဟုတ်ဘူးငါသားရဲ့မျက်နာလေးငါငါသားရဲ့စကားပြောချင်လို့မြင်ချင်လို့ငါလာတာမင်းကစကားများဖို့လာတာမဟုတ်ဘူးရချင်းအောင်လာတာမဟုတ်ရန်တွေ့အောင်လာတာမဟုတ်အဲ့တော့အဲ့ဒီဒီတော်လေးကိုခိုင်းပါ့ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဲငါ့ရဲ့ဘောတော့တိုက်ဘူးနေဖို့မှာအဖေကိုခေါ်ရပြတာမရှိဘူးပြောလိုက်စားလို့ဆရာကျွန်တော်ကအဖေလို့ခေါ်ရမရှိဘူးဆရာကအဖေကိုအဖေလို့ခေါ်ရရှိသေးတယ်လို့ပြောလိုက်စားလက်နဲ့နှိုင်းရှင်ပြောကြလိုက်စားသိအောင်ပြောခဲ့တယ်အာဒရုသားရဲ့မိသားဖေးလေ အဲ့ဟိုအဲ့တိုင်းနဲ့ကလေးသူရရှိမှာပုံတော့တူကအခုတုကုတူလုပ်ငန်းရှင်ဆိုပြီးတော့မောက်မာနေဟာတူလားအင်းအဲ့ဖောင်းရင်လည်းစိတ်ပျောက်တတ်တယ်ဗျာနော်အဲ့ဖောင်းလို့များစိတ်ပျောက်သွားတာလည်းမသိဘူးနော်ဆိုတော့ဗျာသာပုံမှန်အနေထားမျိုးနဲ့သာသမီတယောက်ကတော့အာ မိဖားဒီအဲ့လိုလာမင်္ဂလာဆုပ်ပွဲလာတဲ့မိဖားမျိုးကိုတော့ပြီးသာသမီကမှတော့နေထုံးမှာမဟုတ်ပါဘူးနော်ဆိုတော့ဒီနေရာမှာတော့သူတို့ရဲ့ background ကိုတော့ပြန်ပြီးတော့ဆိုင်းစင်မှာရပါနော်ဘသူမှားတယ်ဘသူမှားတယ်ဆိုတော့တကယ်မိဖားတယောက်အနေနဲ့သာသမီတွေအပေါ်မှာရန်ကြီးအဲ့လိုအာမိဖားရဲ့ဝတ်တရားတွေပြက်ကွက်ခင်းရင်လည်းတချို့သာသမီတွေကစိတ်နာတိုက်တယ်ဗျာနော်ဆိုတော့အဲ့လိုအကြောင်းအဲ့လိုအကျိုးတရားတွေအကြောင်းတရားတွေရှိမယ်လို့ထင်ပါတယ်နော်အဲ့အကြောင်းလည်း အလိုလောက်ရမျိုးလောက်တာနေမှာပါနော်ဒါပေမဲ့မင်းဖားတရားအနေနဲ့မင်းဖားတရားရဲ့ခံစားချက်ကိုတကယ်ဝင်ကျင်းရတော့ဒါစိတ်မကောစရာမိကွင်းလို့ပြောလို့ရပါတယ်ဗျာနော်